တနေ့လေးကြက်တိုက်ပြီးဖဲရိုက်ညနေကြတော့ဖဖေးကြီးနဲ့အရက်တော့ဘာလို့သိလဲဘာလို့သိလဲဒီဒီကောင်တော့ဒီလည်းမကောင်းဘူးမင်း2000နဲ့ငါ့ကိုဖြစ်တယ်ဇန်နဝါရီက9ရက်နေ့စရတယ်ပေါ့အဲ့ဒါမင်းလေးပြန်ခန်းဆိုတော့ဇန်နဝါရီစရတယ်ပေါ့တော်ပါတော့လည်းလမ်းကြည့်တာဟမ်လမ်းကြည့်အောင်မင်းနဲ့အချက်ကဘာဆိုင်လဲလား တလေပဲမခံရလည်းပဲတင့်တဲ့ပတ်စာနာမည်ရပြီးတော့ပြည်ရှင်စီယောကဒိုက်တာပြောင်းနေတယ်အတိမစကိပြောင်းတယ်အဲ့တော့ဘဝမှာဒိုက်တာစဖြစ်တာဆိုရင်တော့ပင်လေပဲမခံဆိုတော့ဒီဆက်လန်းလေးနဲ့ဗီဒီယိုဆက်လန်းလေးနဲ့စဖြစ်တယ် အဲ့ဒီကနည်းနည်းလေးပြောမယ်ဟဲ့ဆိုလို့ရှင်တော့ဟိုက်တာလောက်တာက1900အ2005ခုနှစ်ဇန်နဝါရီက9ရက်နေ့စရိုက်တာပေါ့အဲ့ဒါမင်းလေးပဲမခန်းဆိုတော့ဇာတ်လမ်းလေးကိုစရိုက်တယ်ပေါ့အဲ့ဒါပြီးတော့ကြက်တော့နဲ့သာခိုးဆိုပြီးဟာတာကလေးအဲ့ဒါလေးရိုက်တယ်ပေါ့အဲ့နှစ်ခုနဲ့ဗီဒီယိုလောကကိုစပြီးတော့ဝင်လာတယ်အဲ့မှာပြလေးပဲမခန်းရလဲပဲတင်းတင်းတယောက်ပတ်စွာနံပါတ်၄ရပြီးတော့ လို့ရှိရင်စီယုံကဒါရိုက်တာတယောက်နေနဲ့အတိမှစပြုတ်တာပေါ့နော်အဲ့တော့ဘဝမှာဒါရိုက်တာစဖြစ်တာဆိုရင်တော့ပင်လေပဲမခန်းဆိုတော့ဒီဇလန်လေးနဲ့ဗီဒီယိုဇလန်လေးနဲ့စဖြစ်တယ်ပေါ့อืมအစီအစဉ်လေးကတို့မြန်မာနိုင်ငံမှာအရင်ဆုံးစပြီးတော့ဇလန်တို့စရိုက်တာပေါ့နော်အဲ့မှာရုံးကကောင်းဆန်တဲ့ဆရာတွေ့ဖက်ပြီးတော့ဆရာတွေ့ဖက်ဒါရိုက်တာတယောက်နေနဲ့ကောင်းဆန်အောင်လဲပံ့ပိုးတဲ့အနေနဲ့အဲကိုတီဆရာရဲ့ တကယ်ဟိုတငယ်တငယ်ချင်းကောင်းမိတ်ဆွေကောင်းတိုက်တိုက်အဲကိုတီကနေပြီးတော့ဆရာကိုအဲရက်ခိုင်တာပေါ့နော်အဲဒီအတိုက်တာရောအတွက်ပဲတိုက်တာရောစသဖြင့်အဲဒီလုတ်ပြပါဆိုတော့အဲမှာစရိုက်တယ်ပေါ့ The Sign of Love Season 1ပေါ့နော်အဲမှာတိကျဆောင်တဲ့၅ရောက်ကိုခေါ်ပြီးတော့ဆရာမြမတန်နေရ Studio A မှာအဲနောက်ပြီး Training Room မှာအဲဒါသူတို့ Training ပေါ့နော် ပြီးတော့ပြန်มาလဲဆိုတော့မြမဟိုပါပေါ့မမလေးအဖေအဲ့နေရာဒီမှာနှစ်ပတ်လောက် train ပြီးတော့มาပြီးလို့ရစေရုံမှာစပြီးရကြတာပေါ့อืมစီးစရိုက်တာဖြစ်တဲ့အတွက်အခက်အခဲတစ်ခုရှိတယ်ဘာလဲဆိုတော့ဒီပါကောမယ်မူဘီရိုက်နေတဲ့ပုံစံမျိုးမဟုတ်ဘူးစဉ်းသလိုလိုပဲအဲ့မဲ့တကယ်တကယ်တမ်းကျတော့ပညာရှင်တွေကလာပြီးတော့ train ပြီးတယ် အဲကြည့်ချက်ပေးတဲ့ခါကျတော့သူတို့ကြည့်ချက်မှုနောက်ကို follow လိုက်တဲ့ခါကျတော့ဘာတော့တွေ့လဲဆိုတော့စီးတွဲရိုက်ရတာဒီအဲဘာခေါ်မလဲအသေးစိတ်ရှင်းပြတဲ့ရိုက်နည်းပုံစံမျိုးတွေရိုက်တာဖြစ်တယ်ဇလန်းကိုလည်းပဲသူကနားလေသဘောပေါက်အောင် ပို့ပြီးတော့ရှင်းပြတဲ့ဇက်ကွက်တွေအများကြီးနဲ့ရိုက်တယ်ပြီးရင်အချင်းယူရတာလည်းစီးနဲ့ကန်းနဲ့ smart ပေါ့နော် smart ကြကြနဲ့အချင်းတွေကိုလောကလုတ်တဲ့သူတွေအားလုံးဒီသူ့တောင်းသူကိုဘယ်လိုခေါ်မလဲအပြည့်အဝယူပြီးတော့ ရိုက်ရတယ်ပူပေါင်းတော့ရတယ်တင့မပေါ့နော်အဲ့တော့စီးဆရိုက်တဲ့ဒလိထုံးကတိတ်မရှိတဲ့အခါမှာအဲနိုင်ငံခြားပညာရှင်တွေကလာပြီးတော့ train မိတာကိုနောက်က follow လိုက်ပြီးတော့လုပ်တဲ့အတွက်ရေပူရတော့အခက်ခဲလို့ပြောလို့မရပါဘူးလို့အဲတင်ယူရတဲ့အခါမှာကိုမသိတာတွေရှိတာဖြစ်တဲ့အတွက်အဲ့အချိန်ကြီးကတော့အခက်ခဲလေးရှိတယ်။ဒါမှမဟုတ်ဒီအခက်ခဲတွေကလည်းပဲညှိနှိုင်းပြီးတော့ကြော်သွားတဲ့အခါမှာအဆင်ပြေတယ်။ဥပမာဆရာ ဒီတော့ဘက်ဒါရိုက်တာတယောက်နေနဲ့တောင်းယူလောက်လိုက်တဲ့ခါမှာတော့ဘက်ဒါရိုက်တာဘာကြီးလောက်ရတယ်ဆိုတဲ့ဟာလေးကိုပို့တိလာတယ်ပို့တိလာတော့သူတို့ကလည်းသူတို့ရှာနီးနာကိုဆရာတို့ကယူတာပေါ့ပြီးတော့ဆရာလည်းသိကျင်စိတ်ပြင်းများတော့မေးတာပေါ့မေးနေပို့တိလာတယ်အဲ့မှာအဲ့မှာလို့ခေါ်တဲ့ DOB ပေါ့နော်ဒါရိုက်တာ of photography သူနဲ့ပတ်သက်ပြီးတော့လည်းပဲဆရာသိကျင်တာတွေကိုမေးတယ်ရိုက်ချက်တွေအစခက်ခဲတာတွေကိုတမင်ဖန်တိပြီးတော့ရိုက်တယ် အပြန်လာယုံကြည်မှုတွေတိဆောက်ပြီးတော့ရိုက်တဲ့အခါကျတော့အခက်အခဲနေသွားတယ်ပေါ့အပိုင်းကတော့အဲ့လိုကအဲ season 1 2 3ဆိုပြီးတော့အဲအမဆုံး season 1စရိုက်တယ်အပိုင်း20ပေါ့အဲကနေစရိုက်တာပေါ့နော်သူ့ပညာတိတ်မကွာခြားမှုရှိဘူးခုနနီးစနစ်ကကွာခြားနီးစနစ်ပေါ့နော်နီးစနစ်ဆိုတာဘာလဲဆိုတော့သူတို့ကဘာ preparation ဆိုဘာဘာလောက်အောင်မယ်ရိုက်ကူးနေတဲ့အချိန်ကိုဘာဘာလောက်အောင်မယ်ဥပမာဆိုပါတော့တိုင်းတိုင်း တို့ဆွဲပြီးသွားတဲ့အခါမှာကော့ရှိတွေထွက်လာတယ်အဲ့မှာခေါ်လိုက်တဲ့အချိန်ရှိတယ်ပဲချိန်ဆိုရင်အရောက်လာမယ်အဲဇလန်ဒီစီကွတ်တစ်ခုကိုရိုက်ပြေးဆိုလို့ရှိရင်တနားီတက်မှတ်ထားရင်တနားီတွင်းကိုဝင်အောင်ရက်ရတယ်ကျွတ်တပြင်းစင်ရင်နိုင်ဘက်ဆိုရင်နိုင်ဘက်ထားပြီးတော့ရက်ရတယ်ဒီစနစ်ကိုအရင်တော့ဆရာတို့ဗီဒီယိုတွေရိုက်တဲ့ချိန်ကျတော့ကိုယ်စိတ်ကြိုက်ကိုယ်သဘောတွေရိုက်တာဒီအချိန်တွေကနောက်ကြတာရှိတယ်ပြီးကျင်တဲ့ချိန်ပြီးပဲအဲကြာကျင်တဲ့စင်ကြာ အဲဆိုင်အောင်လိုက်တော့အဲ့လိုမရတနေ့ကို80ရရတယ်မနေ့72နာရီသမင်းစားချိန်ဖြုတ်တဲ့ချိန်မှာလေးစင်းပြီးရမယ်အဲ့မှာတနာရီနားတယ်နေ့ကင်းတနာရီကနေပြန်ရိုက်တယ်ညနေ၄နာရီကျော်နေမဝင်ခင်အထိပေါ့နော်လိုက်တင်လိမ့်မောရောင်ဟိုမဖြစ်ခင်အထိအဲ့ဒါလေးစင်းရတယ်စုစုပေါင်း80ဒီ80ကိုဘောင်းဝင်အောင်ရရတယ်80ကိုတစင်းကြံခဲ့ပြီဆိုအဲ့တစင်းဟိုးနောက်ဆုံးပြန်ရောက်သွားတယ်ပြန်ရောက်သွားတဲ့အတွက်ရိုက်ကူးရေးမှာဘာတွေ ထပ်ပြီးပြန်ဖြစ်လာတဲ့ဆိုတော့အဲကုန်ကြစိတ်သူဘတ်ဂျက်ကိုတွက်ထားတာအတိတွက်ထားတာတွက်တာတော့အဲကုန်ကြစိတ်တွေကတဆင်းညာနာနဲ့နောက်တရက်စားတိတ်20ဆိုတိတ်20 30ဆို30အဲမှာထပ်ပြီးကုန်တယ်အဲ့အတွက် producer နဲ့ပြဿနာလေးရှိတတ်တယ်ပေါ့နော်ဒါကြောင့်ဘောင်နဲ့ဝင်အောင်လို့စနစ်တကျကိုအတောင်